လူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တူးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူးတူးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်ရှိတော့ဘူး တဏရဲ့သဘောကခုကောင်းစားဖို့ပဲရှိတယ်။ဆိုပါစို့သာသမီတွေကိုမိဘတွေကချစ်တယ်ချစ်တယ်လို့ပြောကြတယ်။သာသမီချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားတင်ချာစမ်းစစ်ချစ်အများကတော့ဖြင်းလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ဒါဖြင့်အဲ့ဒီသာသမီကိုဘာကြောင့်ချစ်နေတာလဲလို့မေးလိုက်လို့ရှိတယ် ီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာတယ်။အာကိုနေတဲ့ယုံကြည်နေတယ်။ငါသက်ကြီးငါသားမီးကငါဆောင်ရှောက်မှာပဲငါသမီးကငါဆောင်ရှောက်မှာပဲ။ဟော။အာကိုမှုတွေတွေ့တမ်းမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့အဲ့ဒီသားသမီးကကိုယ်ဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြလဲ။အင်းကနေနှင်ချပြီးအမွေပြတ်ကြော်ညာကြတယ်မဟုတ်လား။ ဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာအဟုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တယ်ဆိုလေကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ွာရှင်းကြတယ် ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှန်တကယ်အနိတ္တရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ခေါ်တာအတ္တတမံပေမံနတ္ထိ ကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတယ်ဒါတကယ်ကိုအစင်မှန်ဟောအေးဒါကြောင့်မလို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ဘေးဆပ်ချစ်မေတ္တာချစ်ကသူများအတွက်ဘေးဆပ်တယ် တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်